ကျမ်းမာရေးကငွေကြေးလိုပဲအရေးကြီးတဲ့အရာဖြစ်တဲ့အတွက်အဟာရမှန်မှန်စားတာကလည်းအလုံးလိုအပ်ပါတယ်အားလုံးပဲမင်္ဂလာပါကျမ်းမာမအောင်မြင်ဆိုတဲ့ channel ကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့နေ့စဉ်နေ့တိုင်းစားသုံးသင့်တဲ့အဟာရ၅မျိုးအကြောင်းကိုလာပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်ကျမ်းမာဖို့ဆိုကကျွန်တော်တို့အတွက်ငွေကြေးလိုပဲအရန်အရေးကြီးတဲ့အရာဖြစ်တဲ့အတွက် အစာအာဟာရအမှန်မှန်စားတာကလည်းအလွန်လိုအပ်ပါတယ်။နေ့စဉ်စားတောက်ရမယ့်အဟာရ၅မျိုး။နံပါတ်၁ကပရိုတိန်းဓာတ်ပါ။ပရိုတိန်းဓာတ်ပါတဲ့အစာအစာတွေကတော့ဥပမာငါးကြက်သားပဲအမျိုးမျိုးပဲဖြစ်ပါတယ်ပရိုတိန်းဓာတ်က ကိုယ်ခန္ဓာကိုယ်အတွက်အဆောက်အအုံတည်ဆောက်ပေးပြီးကြွက်သားတွေကို အားပေးပါတယ်နေ့စဉ်အနည်းဆုံးတစ်ကြိမ်ပရိုတိန်းပါတဲ့အစာအစာကိုစားသုံးသင့်ပါတယ်နံပါတ်2က ကာဘိုဟိုက်ဒရိတ်မှာကာဘိုဟိုက်ဒရိတ်ဓာတ်ပါတဲ့အစာအစာတွေက ဥပမာသမင်းဂျုံအာလူးနဲ့ဂျုံမုံတို့ပဲဖြစ်ပါတယ်ကာဘိုဟိုက်ဒရိတ်ကကိုယ်ခန္ဓာအတွက်အဓိကစွမ်းအင်ပေးတဲ့အရင်းအမြင်ပဲဖြစ်ပါတယ်အလုံးလုံးတဲ့သူကြောင်းတွားတဲ့သူတွေအတွက်အားပေးတဲ့အာဟာရဖြစ်ပါတယ်နံပါတ်3ကအစီဓာတ်ပါအစီဓာတ်ပါတဲ့အစာအစာတွေကဥပမာအာဘိုကာဒို၅စီ အမဲသားအနှဲငယ်နဲ့ဘဲစိတ်အမျိုးမျိုးတို့ပဲဖြစ်ပါတယ်အစီတက်ကအောက်နှောင်းအတွဲအရေးကြီးပြီးဟော်မုန်းဘဲလက်စ်ကို ထိန်းညှိပေးပါတယ်။ဒါပေမဲ့အများကြီးမစားပဲကျန်းမာရေးနဲ့ကိုင်ညီဖို့အတွဲတာစားသုံးသင့်ပါတယ်။နံပါတ်၄ကဝီတာမင်နဲ့တတုဓာတ်တွေပဲဖြစ်ပါတယ်။ဥပမာအသေးအနံဟင်းသီးဟင်းရွယ်နိုးနဲ့ငါးတလိပ်လို့ပဲဖြစ်ပါတယ်။ဝီတာမင်နဲ့တတုဓာတ်တွေက ကိုခန့်ဆွမ်းအားကိုတိုးပြပြီးအယိုး၊တွားအရေပြားကို ကာကွယ်ပေးပါတယ်။အယောင်ဆုံးအသီးနဲ့ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားဖို့လည်းလိုအပ်ပါတယ်။နောက်ဆုံးကတော့ရေပဲဖြစ်ပါတယ်။ရေကအာဟာရမဟုတ်ဘူးလို့ထင်နိုင်ပေမဲ့ကိုခန္ဓာအတွဲအလွန်အရေးကြီးတဲ့အရာပဲဖြစ်ပါတယ်။အစာအိမ်၊တွဲလက်ပတ်မှုနဲ့အဆဲအနှင်းတွေကို အားပေးဖို့ရေကို နေ့စဉ်အနည်းဆုံး၈ခွဲဒါမှမဟုတ် 2လီတာလောက်တောက်သုံးသိပ်ပါတယ်။အခုကျွန်တော်ပြောပြပေးသွားတဲ့အကြောင်းအရာကတော့နေ့စဉ်စားသုံးသိမ့်တဲ့အစားအစာ၅မျိုးပဲဖြစ်ပါတယ်။အဲ့ဒီတော့ကျွန်တော်အတူချုံနဲ့နောက်တစ်ခါထပ်ပြီးပြောပြပေးပါမယ်။နေ့စဉ်နေ့တိုင်းစားသုံးသိမ့်တဲ့အစားအစာ၅မျိုးနံပါတ်၁ protein diet နံပါတ်၂ carbohydrate နံပါတ်၃ acid diet နံပါတ်၄က vitamin နဲ့တတုဓာတ်များ နံပါတ်5ကရေပဲဖြစ်ပါတယ်မိษွေတို့နေ့စဉ်ဘဝမှာဒီအာဟာရတွေကိုဘယ်လန့်ဖြစ်အောင်စားနိုင်ရင်တော့ကျန်းမာရေးကောင်းမွန်ပြီးအင်အားပြည့်ဝနေမှာသေချာပါတယ်ဒီအကြောင်းအရာကသင်အတွက်အကျိုးရှိတယ်ဆိုရင်တော့သင်ရဲ့မိဘရွှေမျိုးတငယ်ချင်းများနဲ့ညီနကိုမောင်နှမများကိုလည်း share ထားပေးဖို့မမေ့ကြပါနဲ့ယောဂဝေဒနာအကြောင်းမျိုးမျိုးကို သိရှိနားလည်ပြီးကျိုသင်ကာကွယ်ကုသနိုင်ရန်အတွက် ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာရောဂါဝေဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းမာကြပါစေခင်ဗျာ